တချို့ကဒီမှာမကြောက်ပါဘူးဒီတနေ့မွေးတနေ့ဒေတာဖြတ်ကနေပြီးသွားတာပဲလွယ်လွယ်လေးပြောရတာဟုတ်လားအများစုကငါတို့ဒေတော့မှနဲ့တူတယ်လို့သိပြီးမှပဲတေကြတာများတယ်အဲ့ဒီသိတဲ့အချိန်မှာအများစုကတော့ပုံကြသွားကြတာပဲများပါတယ်ဟုတ်လားဒါကြောင့်တချို့ကခပ်ပေါ်ပေါ်တေခြင်းတရားကိုရင်ဆိုင်နိုင်ပါတယ်လို့ကိုယ့်ကိုယ်ကိုအထင်ရောက်နေတဲ့ပုံကိုယ်တွေကိုနည်းနည်းပြောကျင်တယ်ပေါ့နော်အဲ့ဒါဘုံဘုံကဘယ်လိုလေးပြောတဲ့နော် အလေးအထားရှိလဲဆိုတော့ကိုယ်စကားလေးကိုအမှတ်ရတယ်ပေါ့အဲတည်ခြင်းတရားကိုမကြောက်သလားကြောက်သလားဆိုတာကိုသိခြင်းရင်ကိုမှရှိတဲ့စီးစိမ်ဥစ္စာတွေကတဝက်လောက်အလကားဆုံးရှုံးကြည့်တဲ့မှာစိတ်နဲ့စိတ်ဘလို့နေမလဲကျင်းနဲ့မလားမကျင်းနဲ့ဘူးလားဘယ်ကျင်းနဲ့မလို့ငိုကြမယ်ပေါ့နော်တချို့ဆိုရင်စီးစိမ်တွေပျက်စီးသွားတယ်ဆိုဘလို့တော့ငိုမယ်ပေါ့ကိုယ်ကိုချင်းရတဲ့ကိုယ်ရင်ကလူတွေသေးကြည်စမ်းမှာပျက်စီးကြည်စမ်းမှာဘလို့နေမလို့စိတ်ဆင်းရဲမယ်ပေါ့ ဆက်ပြီးတော့စဉ်းစားကြည့်သေးတယ်။အဲ့ဒီတတိတ္တေသားနဲ့တစုံတယောက်နဲ့ကိုနဲ့ခွဲရတာတောင်ကိုယ်စိတ်ထဲမှာအကြီးအကျယ်တုံလုံးခြောက်ချားနေသေးတယ်ဆိုရင်ကိုယ်တည်တဲ့အချိန်မှာအားလုံးနဲ့ကိုယ်နဲ့ခွဲရလိမ့်မယ်။အဖြေဘလို့ထွက်မထင်လေ။အကြီးအကျယ်တုံလုံးခြောက်ချားလိမ့်မယ်။ဟုတ်လား။ဒါကြောင့်တတိတ္တေသားလေးကိုတောင်စွန့်လွတ်ဖို့ခွဲခွာဖို့ခက်ခဲနေတဲ့လူတွေအနေနဲ့အားလုံးကိုထားခဲ့ရတော့မယ်ဆိုတဲ့အနေအထားမျိုးမှာ တရားသာမရှိဘူးဆိုရင်တော့ဘလို့မှအဆင်ပြေစရာမရှိဘူး